အရှင်ဖေဟာတပြည့်တော်တခုလျှောက်တင်มาရစေတချို့လူတွေကတရားစခန်းနေသွားပြီးတော့သူများမကောင်းကြောင်အတင်ပြောနေကြတယ်ဖေဟာအဲ့လိုမိမတွေငရဲမကြည့်ဘူးလားတပြည့်တော်ရက်ွက်ထဲမှာမိမကြီးတယောက်ဟာတရားစခန်းလေခဏခဏသွားဒါပေမဲ့တရားစခန်းအပြန်ကြရင်ညံနေအောင်ဆူဆဲတာနေကြားနေရပါတယ်ဖေဟာဆိုပြီးတော့ ဆန်ဆောင်ဆိုတဲ့အကောင့်ပိုင်ရှင်က60နာကတ်လာရင်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ်။အတူဆုံးနဲ့အရှင်းဆုံးလေးကို အရင်ပြောရရင်တရားစခန်းသွားပြီးတော့သူများအကြောင်းပြောပြောမပြောပြောတရားစခန်းကပြန်လာရင်လေသူ့ဘာသာဆူဆူဆဲဆဲအဲ့ဒါကသူ့အပိုင်းမှု သူ့ကိုအကြောင်းပြုပြီးတော့ကို့မှာအကုသို့မဖြစ်ပါစေနဲ့လို့ အရင်ဆုံးသတိလေးပေးလိုက်ခြင်း ਨੇ လောကမှာဆေးတောက်တဲ့ယောဂတွေတိုင်းလဲယောဂပျောက်ခြင်းမှပျောက်တာမဟုတ်လားဆေးတောက်နေပြီမဲ့ယောဂမပျောက်တဲ့လူနာတွေအများကြီးပဲဆရာမားဆေးမားတွေလည်းဖြစ်နိုင်သလိုအစာအသောက်မစင်ခြင်းအနေအထိုင်းမစင်ခြင်းနဲ့ဆေးလေးတောက်တာကနင်းနေမတည့်တာတွေစားတောက်နေထိုင်တာကများများဆိုရင်လည်း ဆေးတောက်ပြီးမှယောဂါမပြောက်တဲ့လူနာတွေလက်တွေ့မြင်းတွေ့နေရတာပဲမဟုတ်လားအဲ့ဒီလူပါပဲတရားစခန်းသွားတဲ့သူတိုင်းလဲတရားကရခြင်းမှရမှာတရားအားထုတ်နေပြီးမှတရားမရမငြင်းရတဲ့လူတွေလောကမှာအများကြီးပဲဆရာမားတရားမားတွေလည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ကိုယ်နှုတ်နှလုံးကို မထိမ့်သိမ့်ပဲတရားလေးအားထုတ်ပြီးတတိလေးကတ္တာကနင်းနေ တတိလက်နွယ်လက်နေခြင်းသလိုနေပြောခြင်းသလိုပြောတွေးခြင်းရာတွေးနေတာက များများဆိုရင်လေတရားစခန်းသွားပြီမဲ့တရားမရမငြိမ်းချမ်းတဲ့လူနာတွေအများကြီးဖြစ်မှာပေါ့အဲ့ဓာတွေကအဆန်းအပြားတွေမဟုတ်ပါဘူးအဲ့ဓာတွေကို ကြည့်ပြီးတော့တွေးမြင်ပြီးတော့ကိုယ်မှာအကုသို့စိတ်တွေတော့မဖြစ်ပါစေနဲ့အဲ့ဓာတွေကို ကြည့်ပြီးကိုယ့်ဘဝအဲ့လိုမဖြစ်အောင် တင်ကားစာကောင်းကောင်းယူထားဖို့ပဲအရေးကြီးတယ်။အဲ့လိုမိမတွေငရဲမကြည့်ဘူးလားလို့မေးထားသေးတယ်။ငရဲဆိုတာဘယ်လူဟာလဲ။ငရဲဆိုတာနိရိယနိအယလို့ဆိုတယ်။ချမ်းသာกินတဲ့နေရာလို့ဆိုတယ်။တရားစခန်းသွားပြီးပြန်လာ အိမ်မှာဆူဆဲနေတာဆိုတော့သူဟာလက်တွေဆင်းရဲနေတာပဲမဟုတ်လား။ ဒေါသနဲ့နေငရဲပြေလို့ဆိုတယ်ဒေါသတွေအာကြည့်ပြီးလူမာပူလောင်ဆင်းရဲနေပြီဆိုရင်သူဟာလူငရဲသားလို့ဆိုရမှာပါပဲဒေါသအာကြည့်နေတဲ့သူဒေါသတွေနဲ့နေနေသူဟာလည်းအဲ့ဒီဒေါသမပြေမချင်းပူလောင်နေရတာပဲမဟုတ်လားဒေါသတွေရှိပြီးတော့ငြိမ်းချနေပါတယ်လို့ပြောလို့မရနိုင်ဘူးဒေါသနေနေရှိရင်နေနေဆင်းရဲမှာပဲ ဒေါသတွေများများရှိနေရင်လည်းများများဆင်းရဲမှာပါပဲအဲ့ဒါဟာလက်တွေ့ငရဲကြည့်နေတာမဟုတ်လားငရဲတွေလားနေတာပဲမဟုတ်လားအဲ့ဒါလူငရဲပဲအဘဂောဘိနတ်တိအယောဒုက္ခအိထာတိနိရယောတဲ့အဲ့ဒီဒေါသထွက်နေသူမှာအဘဂောဘိနဲနဲလေးမှာမှုံမှုံမွားမွားလေးမှာအယောဒုက္ခကိုချမ်းသာတယ်စိတ်ချမ်းသာတယ်ဆိုတာ နတ်တိမရှိဘူးအဲ့ဒီသူကိုနီရယောလူငရဲသားလို့ဆိုရတာအဲ့ဒီစခန်းကပဲပြန်ပြန်စခန်းကိုပဲမသွားသွားဒေါသတွေဖြည့်ပြီးတော့ဆူဆဲနေသူဟာနဲနဲလေးမှမှုံမှုံမွားမွားလေးမှကိုချမ်းသာဒုက္ခဆိုတာရှိနိုင်မှာမဟုတ်ဘူးအဲ့ဒီသူဟာလက်တွေငရဲသားဘဝရောက်နေတာပါပဲလက်တွေငရဲကြီးနေတာပါပဲလက်တွေငရဲလားနေတာပါပဲလို့ အဲ့လိုပဲပြောချင်ပါတယ်တကယ်တော့တရားစခန်းကိုသွားတယ်ဆိုတာလူမာလောဘဒေါသမောဟတွေနဲအောင်လို့လောဘဒေါသမောဟတွေပယ်နိုင်ဖယ်နိုင်ဖို့ဤယူဖို့သွားရတာလေ့ကျင့်ဖို့သွားကြရတာလို့ညင်ပါတယ်တရားစခန်းကလောဘဒေါသမောဟနဲစေတဲ့ဤတွေကိုပေးပြီးတော့တခါတည်းလေ့ကျင့်ပေးလိုက်တာလေ့ကျင့်မှုက အာမကောင်းသေးရင်လည်း သူ့မှာလောဘဒေါသမောဟတွေကနေအုံးမှာမဟုတ်ဘူးပေါ့လောဘဒေါသမောဟတွေကလူမှာလာဘူးပြီးတော့လောဘကရကျင်တာတွေကို လူကရှာပြီးနေရတာတွေဒေါသက လူမှာလာဘူးပြီးတော့ဒေါသကအဆုခိုင်းအဆဲခိုင်းအရိုက်ခိုင်းအနှက်ခိုင်းလို့လူကဒေါသခိုင်းတဲ့အတိုင်းဆူပေးရဆဲပေးရရိုက်ပေးရနှက်ပေးရတယ်အဲ့ဒါလို့လူရဲ့ဘဝတွေဟာပျက်စီးကြရတယ် ဲ့ဒါလို့ဖြစ်နေသူတွေရဲ့ဘဝဟာဆင်းရဲကြရတယ်။အဲ့ဒါလို့လူတွေရဲ့ဘဝဟာ အနှစ်သာရတွေမဲ့နေတယ်ဆိုတာကို မြင်အောင် ရှုမြင်ပြီးတော့လောဘဒေါသမောဟတွေကို မုန်းတာပယ်ခြင်းဖယ်ခြင်းလာအောင် ရှုမြင် ပွားများတတ်အောင်တရားစခန်းဆိုတာကနီးယူရင် လေ့ကျင့်မှုသွားရတာဖြစ်တယ်။အဲ့ဒါလို့ကိလေသာတွေကြောင့်လူတွေရဲ့ဘဝတွေပျက်စီးနေတာဆင်းရဲနေတာအနှစ်သာရမဲ့နေတာဆိုတော့ ကိုယ့်ဘဝရဲ့အဖြစ်တွေအပြက်တွေကိုမရှုမပွားဘဲနဲ့အခြားဖြစ်ပျက်နေရတာတွေကိုပဲရှုပွားနေကြရင်တော့လေကိုယ်ရှုပွားနေတဲ့ဖြစ်ပျက်တွေကိုပဲမြင်ကြမှာပါပဲယောဂအမျိုးမျိုးလူနာအထွေထွေဆရာအများအပြားနဲ့ဈေးဝါးကလည်းမျိုးစုံမှုစခန်းကပြန်လာပြီးဆူဆဲနေသူတွေစခန်းသွားအတင်းပြောနေသူတွေစသည်ဖြင့်တရားသမားတွေလည်း ရိုးစုံတွေ့မြင်နေကြမှာပါပဲအနာနယ်စီတဲ့အောင်ပေးနိုင်လို့ချမ်းသာသွားကြတဲ့လူနာတွေလည်းရှိနေတယ်လို့အနာတခြားဆေးတခြားမို့ဆေးရုံကိုမကြမကြသွားနေရပြီမဲ့မထူကြတဲ့လူနာတွေလည်းရှိတယ်မဟုတ်လားတရားစခန်းသွားတဲ့သူတွေလည်းအဲ့ဒီလူနာတွေလိုပဲနေမှာပါလို့မြင်မိတယ်နေကုန်းရုပ်အနေနဲ့ပြောရရင်တော့ကိုကိုယ်တိုင်ဆေးရုံကိုမသွားရဘဲနဲ့ ယောဂမရအောင်ကြိုးစားပြီးကိုယ့်ဘာသာကိုပဲကြိုးစားနေတိုင်းပါလူနာတွေစီကနေယောဂဘူးတွေမကုအောင်ကိုယ့်ကိုယ်ကိုယ်ခယူးဆိုင်နေတိုင်းပါလို့ပြောကြရင်ဤကုံချုပ်ချင်ပါတယ်အားလုံးအားလုံးအနာနဲ့စိတ်တက်အောင်ပြီးတဲ့ဆရာကောင်းတမကောင်းများနဲ့တွေ့ပြီးတော့အစာဝအနာကင်းလို့ကိုယ်တိုင်ကြမ်းမာခြင်းနဲ့ပြည့်စုံအောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုံချုပ်လိုက်ပါတယ်